ားလုံးပဲမင်္ဂလာပါရေဝရှန်လီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ April 6ရက်နေ့ဒီနေ့တနင်္ဂနွေနေ့ဒီလိုရက်မျိုးမှာကျွန်တော်ရဲ့မိသားစုဝင်နဲ့အမြဲတမ်းအတွေ့အဆုံဆွေးနွေးနေတဲ့ပုံစံလေးနဲ့ပဲကျွန်တော်တင်ပြပေးမယ်လက်ရှိကျွန်တော်နိုင်ငံအတွင်းထဲမှာရန်ကုန်ဟော့ပစ်နေတဲ့လာရှိုးရဲ့မြေပြင် upgrade အကြောင်းတွေကိုကျွန်တော်အတိပေးသွားမှာဖြစ်ပါတယ် ပြီးတော့ရင်အကျံဖက်စစ်ခွေးတက်ကဘလို့ရည်ရချက်တွေနဲ့လှုပ်ဆောင်နေတာလဲဆိုတာကိုလည်းသိရမှာဖြစ်တယ်။တည်င်းလေးမပြောခင်မှာ intro လေးတစ်ခုအရင်ဆုံးအသိပေးပါရစေ။အဲ့ဒါကတော့ last show မြေပေါ်မှာအကျံဖက်ဖက်စစ်ခွေးတက်ရဲ့ပေါ်တာဆွဲတာကိုမြင်တွေ့ရမှာမဟုတ်ပါဘူး။နောက်ထပ်အချက်ချက်ရွေးကောက်ပွဲအတွက်ယာယီလေးပဲ ျွန်တော်တို့ကို ခွင့်ပြုပေးပါလားခမည်းဆိုတဲ့လေယူလေသိန်းလေးတွင်နဲ့နောက်ထပ်ခွေးတိုးပေါက်ကဝင်လာတဲ့ကောင်တွေအကြောင်းကြားရမှာဖြစ်တယ်ဒီနေ့မှာကျွန်တော်မိပါရိအခတ်တတော် AA ရခိုင်ဆိုရာနဲ့အရကတတော် AA ဆိုရာနဲ့ရှီရန်ကိုတော့မသွားရဲတော့တဲ့အကျမဖတ်စစ် ရဲခွေးတွေနဲ့စခွေးတွေ အကြောင်းကိုကြားရအောင်မယ်ဗျာဒါကြောင့်ကျွန်တော်ရဲ့ view ကိုစုံထိဝင်းရင်ကြည့်ရှုပေးဖို့ကျွန်တော်မိဘပြည်သူရဲဘော်ရဲဘက်တအူးကြီးစီတိုင်းကိုလေစာဖိတ်ခေါ်လိုက်ပါတယ်ဟုတ်ကဲ့ပါ ကျွန်တော်တို့ပေါ်တာလုံးဝမဆွဲပါဘူးဟုတ်ကဲ့ပါကျွန်တော်တို့စစ်မှုတန်းမခေါ်ပါဘူးဟုတ်ကဲ့ပါကျွန်တော်တို့ပြည်သူကိုဒုက္ခမပေးပါဘူး ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆိုတဲ့ခေါင်းတွင်တွင်ညှိတ်ခဲ့ရတဲ့တွစ်ဆုံဆွေနွေခဲ့တဲ့ဖြစ်စဉ်ရဲ့နောက်ွယ်ကအကြောင်းကတော့ကျွန်တော်တို့ရွေးကောက်ပွဲလေးလုပ်နိုင်ဖို့ရွေးကောက်ပွဲအတွက်ပဲယာယီခွင့်ပြုပေးဖို့တောင်းပန်နေတာပါဗျာဒါလေးကိုတကောကြီးတို့ကု ညှိပေးပါဗျာဒါလေးကိုတကောကြီးတို့ညှိပေးပါဗျာဆိုတဲ့နောက်ွယ်ကအเจ้าနေဒီနေ့ထွက်ပေါ်လာပါတယ်လာရွှေရဲ့မြေပြင် upgrade ဒီနေ့ကျွန်တော်ရဲ့မိဘတွေကိုအရင်ဦးဆုံးအတိပေးပြစေကျွန်တော်တို့ဒါလာရှိုးနဲ့ပတ်သက်ပြီးတော့ခုချိန်မှာအတွေ့အမြင်တွေအများအပြားကိုကျွန်တော်တို့ဒရင်းမီဒီယာနဲ့ဆိုရှယ်စာမျက်နှာထပ်တွေမှာပုံစံမျိုးမျိုးနဲ့သုံးသပ်နေတာတွေရှိတယ် ထင်ချင်းအမျိုးမျိုးပေးနေတာတွေရှိတယ်ပထမဦးဆုံးကျွန်တော်မိဘတွေကိုအတိပေးလို့ဒါကလာရှိုးညီတဲကိုဝင်လာတဲ့အကြမ်းတ်ဖက်စစ် ခွေးကောင်တွေရဲ့ရွေချက်ကိုကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်ပထမဦးစွာအတိပေးခဲ့ပြီနော်ဟုတ်ကဲ့ပါပေါ်တာမဆွဲပါဘူးဟုတ်ကဲ့ပါစစ်မှုထမ်းမခေါ်ပါဘူးဟုတ်ကဲ့ပါဆိုတဲ့ခေါင်းမြိတ်ပြီးတော့ ခွေးတို့ပေါက်ကနေပြီးတော့လှိမ့်ပြီးတော့ဝင်လာတဲ့ကောင်တွေရဲ့ရွေချက်ကလည်းရွေးောက်ပွဲလုပ်ဖို့ဟုတ်ပြီဒါဆိုရင်တော့အဲ့ဒီဝင်လာတဲ့ကောင်တွေဟာဝိုင်းကြီးချုပ်ပုံစံနဲ့ကျွန်တော်တို့ရဲ့တပ်ကွင်းထဲမှာဘဲကောင်တွေဝင်လှော်လို့ဘဲကောင်တွေဝင်ကင်လို့ဘဲအချိန်မှာဘာဖြစ်သွားမလဲလို့ ဘသူမှမခံမှန်းနိုင်တဲ့စည်ရည်မြည်ပြင်အခြေအနေထိရောက်သွားပါမယ်လို့ကျွန်တော်ရဲ့မိဘတွေကတော့အနေငယ်မက်ဆေ့ချ်ပေးချင်ပါတယ်။ last show ကိုအကြံဖတ်စစ်ခွေတက်ဟာ22ရက်နေ့ဝင်လာပါမယ်။ last show မှာရှိတဲ့ရက်ွက်12ရက်ွက်စလုံးကိုအကြံဖတ်စစ်ခွေတက်ကယာယီအုတ်ချုပ်ပါမယ်။ကျန်တဲ့နေရာတွေဖြစ်တဲ့ တိမ်ဒီဘက်နဲ့အခြားဘက်ကိုတော့ကျွန်တော်တို့ကိုကန်တပ်ဖွဲ့ဝင်တွေကအုပ်ချုပ်မှာဖြစ်တယ်ပြီးတော့အဲ့ဒီမှာရှိတဲ့နိုင်ချင်းမိသားစုဝင်တွေနဲ့ကျွန်တော်တို့ဒါအုပ်ချုပ်ရေးနဲ့ပေါ့ဗျာဒါကိုကန်အုပ်ချုပ်ရေးကျွန်တော်ပြည်သူအုပ်ချုပ်ရေးနဲ့ဒါပူပေါင်းဆောင်ရွက်ခဲ့တဲ့သူတွေဟာ MNDA ရဲ့ညွှန်ကြားမှုနဲ့ MNDA နဲ့ပူပေါင်းမှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်ပြီးတော့ ။ယာယီနေထိုင်ခွင့်မဲ့ရှိတဲ့လာရှိုးမြေပေါ်ကိုအကြမ်းဖက်ဆက်ခွေးတွေတရုတ်ရဲ့ဒူးကိုဖတ်ပြီးတော့သူတို့ပြောတဲ့ရွေးကောက်ပွဲလေးလုပ်ချင်လို့ဆိုတဲ့အတနာခံနဲ့ပုံစံလေးနဲ့ဝင်ရောက်လာမဲ့ကောင်တွေရဲ့နောက်ဆက်တွဲစူးကျိုးတွေကတော့ဘယ်သူမှမခံမှန်းနိုင်ပါဘူးလို့ကျွန်တော်အရင်ဆုံးအတိပေးနေတာပါ ဟုတ်ကဲ့ပါဘီပပတ်လေမာတော့ကိုကန့်အုတ်ချုပ်ရေးတွေနဲ့ကိုကန့်တဖွဲ့ဝင်တွေကိုကန့်ရဲတဖွဲ့တွေနေကဝိုင်းဝန်းပိတ်ဆို့ထားမှာဖြစ်တယ်။ဒါကြောင့်လည်းပဲဝိုင်းကြီးချုပ်ပုံစံနဲ့တကွင်းတွဲကိုတသွင်းခံရမယ့်22ရက်နေ့ရောက်လာမယ့်កောင်းနေဘယ်កောင်းနေဘလောက်တတိရှိလဲဆိုတာကိုတော့ကျွန်တော်တို့ကြည့်ရမှာဖြစ်တယ်။ဒါပေမဲ့သူတို့လိုချင်တာက အချက်လေးတစ်ချက်ပဲကျွန်တော်ရင်မိပါဒီကနေ့ကျွန်တော်လာရှုံမြေပြင်အကြောင်းကိုပြောပြီးသွားရင်အဲ့ဒီအချက်လေးကျွန်တော်ရင်မိပါတွေကိုအတိပေးသွားမှာဒီကောင်နေဘာကြောင့်ဒီပုံစံကိုမဖြစ်ဖြစ်အောင်ပုံဖော်သွားလဲဆိုတာကိုကျွန်တော်မိပါတယ်သိရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါလာရှုံစေယုံကြီးဆိုတော့ပြီးခဲ့တဲ့ပိုင်းတွင်းမှာ လာရှုံစေယုံကြီးမှာရှိတဲ့ဒါရှေ့ပြောင်းပစ္စည်းတွေ ပြီးတော့ဆက်ဆက်ပစ္စည်းတွေအကုန်လုံးရွှေ့ပြောင်းနေကြပြီဆိုတဲ့သတင်းတွေကျွန်မပြီးပါတယ်ကြားမှာဖြစ်တယ်ဆိုတော့လာချုံစေုံကြီးမှာဝင်ရောက်ပြီးတော့တာဝန်ယူမဲ့သူတွေကဝါတပ်ဖွဲ့ဝင်တွေနဲ့တေုပ်တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီမှာခပ်ပြီးတော့ပုံမှန်လင်းကျွမ်းမိပါတွေကိုအတိပေးချင်တာကတော့ဒါလာချုံနဲ့ပတ်သက်ပြီးတော့အရန်ကိုစိတ်ဝင်စားတာပါတယ်ကျွန်တော်တို့မိပါတွေရဲ့ဒါအခြားသောသတင်းဆောင်ပါတွေပေါ်မှာဒါတွေးထွင်အမြင်နေတာတွေနဲ့ ပြီးတော့လက်ရှိဖြစ်စဉ်တွေမှာဒါရန်သူရဲ့ဒါထောင်ချောက်ထဲရန်သူရဲ့ညှို့ပွင်းတဲ့ကိုဝင်သွားနိုင်တဲ့အခြေအနေမျိုးကျွန်တော်ကမြေပြင် အခြေအနေတွေနဲ့ပြီးတော့ရင်အကျန်းဖက်စစ်ခွေးတက်လောက်တဲ့ပုံစံကိုကျွန်တော်အတိပေးမှလို့ဖြစ်တယ်ဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့လာရှုံးမှာတရုတ်ကလည်းဝင်ရောက်ပြီးတော့နေထိုင်မှာ ဖြစ်တယ် water point ဝင်နေရလဲဝင်ရောက်ပြီးတော့နေထိုင်မှာဖြစ်တယ်ကျွန်တော်တို့ MNDAA ကုကန်တပ်ဖွဲ့ဝင်တွေနဲ့ ။ခြားသောပူပေါင်းတပ်ဖွဲ့ဝင်တွေကတော့အနီးကပ်စောင့်ကြည့်သွားမှာဖြစ်တယ်။ဟုတ်ပြီ။အဲ့တော့တယောက်ကလည်းရှိနေမယ်ဆိုတဲ့အခါကျတော့ဝင်လာတဲ့အချမ်းဖက်စစ်ခွေးတွေအမှားမခံကြပါဘူး။ဘယ်ကောင်စမှားမလဲဆိုတာကိုအမှားရှာမှာဖြစ်တယ်။ဒါကလည်းရှိအခြေအနေတွေပါဟုတ်ပြီ။ တေုပ်ဖီအားကြောင့်အချမ်းဖက်စစ်ခွေးတက်ကိုဝင်ဝင်ပြုတ်လိုက်တဲ့ယာယီအုတ်ချုပ်ခွင့်ပေးထားမှဖြစ်ပေမဲ့ကျွန်တော်တပ်ဖွဲ့ဝင်တွေဟာအနီးကပ်စောင့်ကြည့်နေကြမှာဖြစ်တယ်စီရေးကိုလည်းပြင်ဆင်ထားပြီးပါပြီဟုတ်ပြီမိုင်းရဲနဲ့ဂိတ်ဖက်မြို့ပြင်တွေမှာကျွန်တော်ကတပ်ဖွဲ့ဝင်တွေအင်အားအပြည့်နေရာယူတဆွဲထားပါတယ် အဓိကကတော့အဲ့ဒီလာရှိုးကိုဝင်ရောက်ခြင်းတဲ့အကြောင်းအရာတွေထဲမှာတရုတ်ကုံသွဲရေးပြန်ပြီးတော့လုဆောင်ခြင်းတဲ့အတွက်လည်းပါတယ်အဲ့တော့တရုတ်ကြိုက်လဲဖြစ်တာပေါ့ဗျာပြီးတော့ရွေးကောက်ပွဲအတွက်ဆိုတဲ့ခေါင်းစဉ်နဲ့လည်းတရုတ်ဟာ MNDAA ကိုဖိအားပေးခဲ့တဲ့အကြောင်းအရာတွေကိုဒီကနေ့ကြောက်ရမိပါတွေတွေ့မြင်ရမှာဖြစ်တယ်ဆိုတော့ MNDA ကိုကတပ်ဖွဲ့ဝင်တွေပြတိုင်းသားတပ်ဖွဲ့ဝင်တွေကိုကျွန်တော်တို့ဖြစ်တယ်မစောပဲနဲ့အဲ့ဒီစစ်စင်ရေးအစအလယ်အဆုံးကိုကျွန်တော်တို့ စောင့်ကြည့်ဖို့အရေးကြီးတယ်။ NUG ကိုလည်းအရန်ကြီးအပြစ်မတင်နဲ့။သူတို့လည်းနေစရာမရှိတော့ဘူး။တကယ်ကျွန်တော်တော်လန်ရေးကပြည်သူနဲ့စာကျွန်တော်တော်လန်ရေးဟာပြည်သူသာအဓိကကျွန်တော်တော်လန်ရေးမှပြည်သူဟာအဆုံးဖြတ်ပါ။ဆိုတော့ပြည်သူတွေပြောလာပြီပြည်သူတွေမြင်လာပြီပြည်သူတွေအတန်းထွက်လာပြီဆိုရင် လက်ရှိဘယ်ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာရှိတဲ့ဘယ်ကောင်းဆောင်ပဲဖြစ်ဖြစ်ဘယ်လောက်ထိအင်အားကြီးပါလဲဆိုတဲ့ကောင်းပဲဖြစ်ဖြစ်ဘယ်လောက်ထိချမ်းသာပါလဲဘယ်လောက်ထိလက်နက်တွေပိုင်ဆိုင်ထားပါလဲဆိုတဲ့ကောင်းတွေပဲဖြစ်ဖြစ်အကုန်လုံးမိကုတ်သွားရဒီဒေါ်လာရေးရကျွန်တော်ပြည်သူတွေစခဲ့တဲ့ဒေါ်လာရေးဆိုတာတိုင်းရင်သားခေါင်းဆောင်အကုန်သိတယ်ကျွန်တော်မြင်ပါ ွဲကအခုမှစတာပါဟုတ်ပြီဒါကတော့လာရှိုးရဲ့လက်ရှိအခြေအနေတွင်းထဲမှာနောက်ထပ်ကျောင်းမိဘတွေကိုအတိပေးချင်တာကတော့လာရှိုးကိုတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲဟာ MNDAA ကိုကတဖွဲ့တည်းမဟုတ်ဘူးဆိုတာကိုလည်းကျောင်းမိဘတွေသိပါတယ်ကျောင်းရဲ့ဗီဒီယိုကြည့်နေတဲ့ကျောင်းရဲ့ရေဘော်ရေဘတ်ငွေချင်းတွေလည်းခေါင်းခေါင်းသိပါတယ် ဟုတ်ပြီလာစုကိုတိုက်ခိုက်ခဲ့တယ်မင်းတို့တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲက MNT တဖွဲ့တယ်လားဒါဆိုရင်တော့လက်ရှိလာရှုနဲ့ပတ်သက်တဲ့ decision ကို MNTAA တဖွဲ့တဲ့ချလို့ရလားညီနောင်မမိတ်၃ပွဲကဘာကြောင့်အတန်လေးငြိမ်ပြီးနေတာလဲပြီးတော့အရင်ချိန်ကလာချိုရဲ့လောက်ကရဲ့အစ်မကြီးပြင်းနေဖြစ်သွားရောက်ခဲ့တယ် ကောင်းဝေးရေးဝင်ကြီးဌာနကသူတွေကဘာကြောင့်ငြိမ်ကုန်နေကြရတာလဲကျွန်တော်ပြည်သူကတော့ပြောစားရှိပြောတယ်ကျွန်တော်ပြည်သူပြောရင်ခံနိုင်ဖို့လဲအားမွေဖို့လိုတယ်ဟုတ်ပြီ MNDA တပွဲတိုက်ခဲ့တာမဟုတ်ဘူးဆိုရင်တော့လက်ရှိဆုံးဖြတ်ချက်တွေဟာ MNDAA ရဲ့ဆုံးဖြတ်ချက်အခုတည်းနဲ့ တတ်မှတ်လို့မရသလို MNDAA လက်ရှိသူတဖွဲ့ရဲဆုံးဖြတ်ချက်နဲ့လုံးလုံးမရဘူးဆိုတာကိုကျွန်တော်မြင်ပါတယ်။ဒေါပောက်ပြီလို့တော့ကျွန်တော်ယူဆတယ်။ဆိုတော့ကျွန်တော်ဒီကနေ့ပဲအဲ့ဒီကိစ္စကျွန်တော်အချိန်ရတာနဲ့ကျွန်တော်ကိုနိုင်ဓာတ်ရဲ့စကားပြောဆွေးနွေးကျွန်တော်တေချာစွာမေးမြန်းနေ ကျောင်းပြည်သူအရန်ကိုစိတ်ပင်မန်းနေတယ်ကျွန်တော်တို့မကြည့်ရဘူးကျောင်းပြည်သူတွေဒီလောက်ထိဒုက္ခဒုက္ခရောက်နေတဲ့ဂျာတယ်ကျွန်တော်ပြည်သူတွေဒီလောက်ထိဆင်းရဲနေတဲ့ဒီလောက်ထိပေါ်ပြလို့မရတဲ့မျိုးမျိုးသောဒုက္ခတွေဂျာတယ်မှာကျွန်တော်ပြည်သူတွေစိတ်မချမ်းမသာ ဖြစ်နေတာကျွန်တော်လည်းတကယ်ရင်ထဲမှာမကောင်းဘူး ဒါကြောင့်ဒီကနေ့လဲကျွန်တော် MNDA ကိုကန်လာရှိုးကိစ္စကိုပဲမြည်ပြင်းအခြေအနေကိုကျွန်တော်မိပါတွေကိုတင်ပြနေတာလာရှိုးမှာနေတဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ဆိုရင်ကျွန်တော်ရဲ့အချက်လက်တွေကမြည်ပြင်းကလာတဲ့အချက်လက်ဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ဗီဒီယိုကွန်မန့်မှာရေးလို့ရပါတယ်ဟုတ်ပြီလက်ရှိစည်ရဲ့အခြေအနေကိုစစ်မျက်နှာဖြင့်ဖွင့်ပြီးတော့ဒါတွေအကုန်လုံးကိုပေချာစွာ ကန်တွယ်နေကြပါတယ်အဖွင့်ရှိမယ်အပိတ်ရှိမယ်လာရှုမြေဟာဘယ်လက်နဲ့ကန်အဖွဲ့စီးရမှာပိုင်ရဲ့မြေမဟုတ်လာရှုမြေဟာကျွန်တော်ပြည်သူတွေပိုင်ရဲ့မြေလာရှုမြေပေါ်မှာကျွန်တော်တို့ရဲ့ပြည်သူတွေရဲ့အသွေးတွေ ဆုံးထိန်ခဲ့啊ပြီးပြီကျွန်တော်တို့ပြည်သူတွေရဲ့အိုးအိမ်တွေပျက်စီးခဲ့啊ပြီးပြီကျွန်တော်တို့ပြည်သူတွေရဲ့အိမ်မက်တွေထိုးပဲ့ခံခဲ့啊ပြီးပြီလာရှုနဲ့ပတ်သက်တဲ့ဒစီရှင်မှန်မြကျွန်တော်တို့ပြည်သူကပဲတတ်မှတ်နေတာဖြစ်တယ်ဒါကိုအမှန် TAA တည်ဒါကို TNL တည်ဒါကို NUG တည်ဒါကို အေးအေးတည်တယ်ဒါကိုတက်ဖွဲ့ဝင်တိုင်းအကုန်တည်တယ်ကျွန်တော်ညီပါဒီလိုအချိန်တွေအထိစူးစမ်းလှုပ်ဆောင်လာခဲ့တာကျွန်တော်တို့ပြည်သူရဲ့အားကြောင့်ဒါကိုလည်းဒီကောင်းကြီးတည်တယ်အကုန်တည်တယ်တော့တမိုင်းဝင်တိုက်ပွဲကြီးတွေဒါလောက်ခန္ဓာချစ်ကျဲအောင်ပွဲကြီးတွေဘယ်ပွဲတွေမှာမြင်ခဲ့ဘူးလဲ ကျွန်တော်မိပါကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့စကောင်းဆောင်နေရှိတယ်ဆိုရင်လည်းပဲသူတို့ကကျွန်တော်ကိုတကယ်လို့ကျွန်တော်ပြောတော့မှားတယ်ဆိုရင် comment ဝင်ရေးလို့ရဒါတော့ကျွန်တော်နိုင်ငံအတွင်းမှာနှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့ပါတယ်ဆိုတဲ့တော်လန်သောတပ်ဖွဲ့ဝင်တွေယခုလောက်အောင်မြင်သောစစ်တပ်နာချုပ်သိမ်းတဲ့တိုက်ပွဲကြီးတို့မျိုးမျိုးသိမ်းတိုက်ပွဲကြီးတွေလိုမျိုးခရိုင်ထိပါဆုံးမိုးနိုင်တဲ့အခြေအနေမျိုးတွေကိုဘယ်အချိန်ခါတော့မှသူတို့အိမ်မက်မှတ်ခဲ့ဘူး အတိုင်းသားတိုင်းသားလူမျိုးတွေနဲ့အာကျွန်တော်အတိုင်းသားလည်းမပါလဲကျွန်တော်တို့ဗမာလူမျိုးတွေနဲ့အဗမာလူငယ်တွေနဲ့တိုင်းသားတွေရဲ့ယုံကြည်မှုမရလို့ NUG ရဲ့ချင်းကပ်ပုံနဲ့ NUG ရဲ့တိုင်းသားတွေနဲ့ဒါပူပေါင်းလို့ဆောင်မှုရာတွေအားနယ်လို့လူစားလဲဖို့လူသစ်တွေလဲဖို့မျိုးမျိုးသောကြရက်တွေကြားထဲမှာ ဖြစ်နိုင်တဲ့နီလန်းတွေအကုန်လုံးကိုတေချာပြီးကင်တွေပြီးတော့အမမခံဆောင်ရနေကြပါလေဒီပွဲဟာစီးကစားနေတဲ့ပွဲလေးဖြစ်တယ်လို့စီးနိုင်ငံရေးဉာဏ်ပညာနိုင်ရှင်နေတဲ့ပွဲပါဉာဏ်နှိမ့်တဲ့កောင်ကတော့ခံရမှာ ဟုတ်ပြီကျွန်တော်ပြီးပါတယ်ဒီလိုစစ်ချင်းတွေကိုဖွင့်ပြီးတော့ယာယီအုတ်ချုပ်ခွင့်ပေးလိုက်တဲ့သဘောမျိုးလို့နားလည်ရပါမယ်ဒါဆိုရင်တော့အဲ့ဒီဝင်လာတဲ့ကောင်တွေအဲ့ဒီယာယီအုတ်ချုပ်ခွင့်ရက်ကစနရက်ကကိုလာပြီးတော့အုပ်ချုပ်မဲ့ကောင်တွေဒီကောင်တွေဝင်လာလို့ဗီဒီယိုဖိုင်တွေတက်လာတယ်ကျွန်တော်ရင်မိပါတယ် မတွေ့ဝေသွားပါနဲ့ဒါဟာတော်လန်ကြီးဒီနိုင်ငံထဲမှာရှိတဲ့အကြမ်းဖက်စစ်ခွေးအာနာယူအုပ်စုအမြင့်ပြတ်မချေမှုန်းနိုင်တဲ့၍ဘယ်တိုင်းရင်းသားမှမလုံမြောက်ဘူးဆိုတာလက်ရှိကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပါတယ်ဆိုတဲ့တိုင်းရင်းသားတိုင်းသိနေတယ်သူတွေခံခဲ့ရပြီဒါဆိုရင်တော့ အဲ့ဒီယာယီအုပ်ချုပ်ခွင့်တို့မပိုင်နဲ့ကျွန်တော်တို့ပြည်သူပိုင်နဲ့မြေပေါ်ကို လာရင်တော့မှပေါ်တာမဆွဲတော့ပါဘူးစစ်မှုထမ်းမခေါ်တော့ပါဘူးပြည်သူကိုအเจ้าမဲ့ဖန်ဆင်းနှိမ့်ဆက်ညှင်းမှန်းတပ်ဖြတ်အညှို့ဖွဲ့မှုတွေဘာညာတွေဒါလက်ရှိမှာနေတဲ့ဒါကြောင့်မိသားစုတွေဆိုကျွန်တော်ကိုအာတိုက်ရိုက်မေးမြန်းတာလည်းရှိတယ်ဆိုတော့ကိုရှမ်းရေးလက်ရှိမှာကျွန်တော်တို့ကျမတို့ဘယ်လိုဆက်ပြီးတော့နေထိုင်ရမလဲ ျွန်တော်အကြံဉာဏ်ပေးပါတယ် MNDA အုတ်ချုပ်ရေးပုံစံနဲ့လိုက်ပါသွားပါ MNDA လက်ရှိအုတ်ချုပ်ရေးပုံစံမှာဝိုင်းကြီးချုပ်ကျွန်တော်တို့ပုံစံတွေသုံးပြီးတော့ကျွန်တော်တို့ပတ်ပတ်လည်ဝင်းရံပိတ်ဆို့ထားတယ်ပြီးတော့အဲ့ဒီမှာကျွန်တော်တို့ MNDA အုတ်ချုပ်ရေးနေကျွန်တော်တို့ရဲ့ဒါအာဒါ19အဖွဲ့ဝင်တွေကျွန်တော်တို့ရဲ့ဓမ္မဖတ်တော်သားတွေဟာအဲ့ဒီအုတ်ချုပ်ရေးရန်နေရာအတွင်းမှာအတူတူပူးပေါင်းလှုပ်ဆောင်နေတယ်ဒါကြောင့် MNDA အုတ်ချုပ်ရေးနေရွေးရှားဆောင်ရွက်ဖို့ကျွန်တော်အကြံပြုခဲ့တယ် တောင်သူတို့ဂရီတွေခထက်ထက်ပေးထားတယ်ပေါ်တာမဆွဲပါဘူးမဖန်းစီပါဘူးမနှိမ့်ဆက်ပါဘူးကျွန်တော်ပြည်သူကယုံမှမယုံတော့ဘူးဒါပေမဲ့သူတို့လှုပ်တာနဲ့လေသူတို့ဘွားသူတို့ပြန်တွေးရမှာဟုတ်ပြီအဲ့ဒီဝင်လာတဲ့ကောင်ကြီးရဲ့ဘွားဟာဘာနဲ့တူနေလဲဆိုတာကိုတော့ကျွန်မမိပါတယ်ညီမီတို့တော့ကျွန်တော်ညှောလင်းနေပြီးတော့သူတို့ကကျွန်တော်တို့ကိုခေါ်တယ်ပဒတ်တယ်ပဒတ်ပဒတ်ကျွန်မမိပါကြောက်မှာပါ ကျွန်တော်တို့ကဗတ်တ်မဟုတ်တော့နောက်တော့25ဆစ်စင်ရေးရဲ့ပုတ်တင်ညို့ဖြစ်သွားပြီအချင်းကြီးရရပေါ်မူတည်ပြီးတော့ကျွန်တော်တို့အယောင်ပြောင်းလဲနိုင်ပြီကျွန်တော်ပုံပွင့်လေးလေးမှာကျွန်တော်မိပါတွေကိုတင်ပြပေးပါတော့မယ်လက်ရှိတပွဲအစုံအာနာယူကိုတော်လန့်နေကြတာလက်ရှိတပွဲအစုံအကြမ်းဖက်စစ်ခွေးကို အမြင့်ပြတ်ချီးမွမ်းနေတာကျွန်တော်မှာဗတ်စိတ်အစုံရှိတယ်ကျွန်တော်ပခုံးပေါ်မှာဗတ်စိတ်၅ခုလောက်ကျွန်တော်တက်ပူတယ်စစ်စစ်ရဲ့တစ်ခုသွားရင်တခါတရံမှာဗတ်စိတ်ကို၃ခုလောက်တခါလဲပြင်သွားတာဘဝကျုပ်ကကောင်းကြီးခိုးကြည့်နေလဲပြဿနာမရှိဘူးဒါပွင့်လဲမယ်ဒီနေမျိုးဖြစ်ရင်ဒီဗတ်စိတ်နောက်တစ်နေရာကိုဖြစ်ရင်နောက်ဗတ်စိတ်ဘာဖြစ်လဲပြည်သူကပေါက်ပွားလာတဲ့ ြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပြည်သူတွေကြားတဲ့ဘလူသွားသွားမြေတမ်းလှဘလူဗတ်စိတ်ပဲတက်တက်အကြမ်းမဖက်စစ်ခွေးတက်နဲ့ပတ်သက်တဲ့ဗတ်စိတ်မတက်ဘူးဆိုရင်ကျွန်တော်တို့တက်ကလုံခြုံပြီးသားဒါလေးကိုလည်းကျွန်တော်ရဲ့မိဘတွေကိုထက်စစ် message ပေးခြင်းနဲ့ဟုတ်ပြီအယောင်ပြောင်းတဲ့ပုတ်တင်ညိုတွေအဖြစ်နဲ့ကျွန်တော်တို့ရဲဘော်တွေကိုမြင်တွေ့ရမှာဖြစ်တယ်ပြီးတော့ရောင်ပြောင်းတဲ့ပုတ်တင်ညိုတွေအဖြစ်နဲ့တိုင်းသားတစ်ဖွဲ့ဝင်တွေရဲ့2025စစ်စင်ကြီးကိုမြင်တွေ့ရမှာဖြစ်တယ် လာရှုရဲ့ aggregate လာရှုရဲ့ညီပြင်အခြေအနေဒါလာရှုအကြောင်းပါအဲ့တော့အကျမဖက်စစ်ခွေးတက်ကဘာကိုလိုချင်တာလဲသူတို့လိုချင်တာကရွေးကောက်ပွဲအကြောင်းပြပြီးတော့တရုတ်စီကခွင့်ပြုချက်တောင်းတယ်ကဘာကြီးတစ်ခုလုံးမှာစစ်ပွဲတွေအများအများဖြစ်ခဲ့ဘူးလေဒါဒီစစ်ပွဲတွေမှာ ကိုတိုက်ခိုက်သိမ့်ပိုက်ပြီးတဲ့နေမျိုးကိုအလကားပေးခဲ့တဲ့နေမျိုးအလကားပေးခဲ့တဲ့စစ်ပွဲဆိုတဲ့မှတ်တမ်းဘယ်ကဘာစစ်မှန်မှမရှိဘူးကြားလည်းမကြားဘူးခုကျွန်တော်နိုင်ငံမှာအဲ့ဒီပုံစံမျိုးခက်စင်စင်လေးပထမအဦးဆုံးမြင်ဖြစ်လာမလားပေါ့မဖြစ်ပါဘူးဒါအရာကြီးအုပ်ချုပ်ခွင့်ဖြစ်တယ်အဲ့တော့ဒီအရာကြီးအုပ်ချုပ်ခွင့်တွင်နေမှာကျွန်တော်တို့စစ်ရေးမျက်နှာစာ ချက်ပြီးတော့ဖွင့်ထားပါကြောင်းကိုကျွန်တော်မိသားစုတည်ပေးခြင်းတယ်။ဒါကြောင့်တိုင်းသားတစ်ဖွဲ့ဝင်တွေကိုအပြစ်တင်မစောဖို့ကျွန်တော်မိသားစုတည်ပေးခြင်းတယ်။ကျွန်တော်တို့ဒါအပြစ်တင်စောတယ်ကျွန်တော်တို့တို့ကိုပြင်းပြင်းထန်ထန်ကောက်ကောက်လာတယ်ကျွန်တော်ပြင်းတို့ကိုပြင်းပြင်းထန်ထန်ချိုးနှိမ်ကဲ့ဖဲ့ပြီးတော့ပြောဆိုလာတယ်ဆိုရင်ရန်သူရဲ့အကွက်ထဲကိုဝင်သွားပါလိမ့်မယ်ရန်သူကလက်ရှိချိန်မှာလာရှိုးကိုတစ်ဖက်လက်နဲ့မိမျိုးစုံနဲ့စူးစမ်းပြီးတော့တရုတ်ကတရုတ်ပုံသေးလေးလမ်းကြောင်းကိုပြန်လိုချင်တယ် ီးတော့သူကရွေးကောက်ပွဲဆိုတဲ့ခေါင်းစဉ်နဲ့ခွေးရိုးပေါက်ကဝင်လာတယ်။အဲ့ဒါဒီကအဓိကအကြောင်းရင်းလို့ကျွန်တော်တို့မြင်တွေ့ရပေမဲ့နောက်ဆုံးရန်သူလိုချင်နေတဲ့လူရုံမှအုပ်စုပုံဖော်ခြင်းနေတဲ့အကြောင်းအရာဟာ MNDA ကုကန်တပ်ဖွဲ့ဝင်တွေအဲ့ဒီမှာရှိတဲ့အတိုင်းသားတပ်ဖွဲ့ဝင်တွေကိုကျွန်တော်တို့ပြည်သူတွေရဲ့ယုံကြည်မှု ကျွန်တော်ပြည်သူလူထုရဲ့ထောက်ခံမှုချိုးဖဲ့ဖြက်စီးမေစစ်စင်ကြီးပုံစံပါဒါကိုကျွန်တော်မိဘပြည်သူတွေသိဖို့ရည်ကြီးတယ်ဒီဒေါ်လာကြီးကရှမ်းမန်းစစ်စင်ကြီးအစင်စက်ကွန်စစ်စင်ကြီးတခုလည်းမဟုတ်လက်ရှိဘလူဘက်ပြက်ခတ်ယထားပါတယ်ဆိုပေမဲ့လည်းသူတို့ကျွန်တော်တို့ကိုစတင်ပြီးတော့ရန်စနေခဲ့တာကျွန်တော်မိပါတယ်အားလုံးကြားပါတယ် ဒီနေ့နောက်ဆုံးသတင်းမှာလဲအာခတ်တက်တော် AA အောင်ပွဲသတင်းတွေနဲ့အာခတ်တက်တော် AA ရတုံ့ပြန်မှုတွေကိုကျွန်တော်မိပါတွေအတိပေးသားမှာဖြစ်တယ်။ဒါကြောင့် MNDAA ကျွန်တော်လာရှုကိစ္စကိုကျွန်တော်မိပါတွေကိုအရင်ဆုံးကျွန်တော်ရှင်းပြနေခြင်းဖြစ်တယ်။ကျွန်တော်စကားတွေရှင်းနေခြင်းမဟုတ်ဘူးကျွန်တော်ရဲ့မိပါပြည်သူတွေစိတ်အေးချမ်းသာဖို့အတွက်ကျွန်တော်စကားလုံးတွေရှာဖွေပြီးပြောနေတာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့အယောင်ပြောင်းလာမဲ့ပုံတင်ညိုလိုမျိုး စစ်စင်ရေးမှာကျွန်တော်ရဲ့မိဘတွေမြင်အောင်ကြည်ပေးပါပြီးသွားရှင်နောက်ထပ်စစ်မျက်နှာပြင်ဖွင့်ပြီးတော့ဆင်းလာမဲ့ထိုးစစ်ကြီးနဲ့အတူကြောင်းမိဘတွေရှိပေးပါအဖွင့်ရှိတယ်အပိတ်ရှိပါတယ် ဆိုတော့ကျွန်တော်ねအမြဲတမ်းစကားပြောပြနေတဲ့ဒါကျွန်တော်ရဲ့ဒါအမတွေဒါကျွန်တော်ရဲ့ဒါညီကိုမောင်မတွေဆိုရင်ကျွန်တော်အလင်းတင့်လို့မျိုးရှင်းပြတတ်ပါလေကျွန်တော်အကုန်လုံးကိုရှင်းပြဖို့ရတယ်ခက်ပါဘို့ဗျာဟုတ်ပြီဒါဆိုရင်တော့အခုချိန်မှာကျွန်တော်တို့ကသူတို့ခေါ်ခေါ်နေတဲ့ဗဒတ်မဟုတ်တော့ပဲねပုတ်တေညူလေးတွေပါဒါဆိုတော့အရကတတော် AA အကြောင်းလေးတဲ့ကြည့်အောင်ပါရခိုင်မြေအရကတတော် AA ဒီစပွဲတွေမှာလခိုင်နေဥဆောင်နေတယ်အေရီပါနေတယ်ဆိုရင်အဲ့ဒီနေမီအဲ့ဒီစပွဲကိုဘယ်ရဲခွေးမှဘယ်စခွေးမှမတော်ရဲအောင်ကြောက်နေရတယ်အရခတ်တတော်အေဟီရဲ့အောင်ပွဲသာမန်တရားပါလခိုင်ဆိုရင်အော်တိုကြောက်ညောင်ကျိုးတိုက်ပွဲနဲ့ပတ်သက်ပြီးတော့အရခတ်တတော်အေကတရားဝင်ချပြလိုက်ပြီး တော့ညောင်ကျိုးမှဖမ်းမိခဲ့တဲ့ရှင်းမြောင်နောက်မြောင်ငစနူကောင်တွေကိုလည်းရုပ်သံဗီဒီယိုနဲ့တကွာကျွန်တော်လည်းမနေ့ကဗီဒီယိုဖိုင်မှာလည်းကျွန်တော်တင်ပြခဲ့ပြီးသွားပြီဆိုတော့ဒီကနေ့မှလည်းပဲအရကတက်တော့ AA ထုတ်ပြန်ကြေညာချက်ကျွန်တော်တို့ဘက်ကလူသားချင်းစာနာထောက်ထားမှုရကျွန်တော်တို့ပြည်သူတွေငလိမ့်နေတဲ့အချိန်မှာပြည်သူတွေရဲ့အတအဝင်စီးစိမ်အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကိုစည်ချမ်းသာစွာမြည်သူမဆိုးလှုပ်ဆောင်နိုင်ဖို့အတွက်အပြစ်ခတ်ရပ်ပါတယ်လို့ညီတော်မမိတ်သုံးဘက်ကထုတ်ပြန်ခဲ့တယ်လို့ NUG တိုင်းဝမ်ကလည်းထုတ်ပြန်ခဲ့တယ်ခြားသောတပ်ဖွဲ့ဝင်တွေကလည်းထုတ်ပြန်ခဲ့တာရှိတယ်ဒါပေမဲ့အပြစ်ခတ်မရက်တာကဘယ်သူလဲအရခမြေပေါ်မှာအရခနဲ့အေအေနဲ့ပတ်သက်တဲ့စစ်စင်ရေးတွေနဲ့တိုက်ပွဲတွေမှာ အကြံဖက်စစ်ခွေးတက်ဟာ drop ဘုံဒီပေါင်း90ကျော်နဲ့၄ချောင်းကနေပြီးတော့အချိန်ဖန်များစွာဘုံတရတိုက်ခိုက်မှုတွေဒီနေ့ကျွန်တော်သတင်းပြောနေတဲ့အချိန်ထိလုဆောင်နေစေအဲ့တော့ရခိုင်ကပြောပါတယ်မင်းတို့ထပ်ပြီးတော့သစ္စာဖောက်ပြန်ပြီမင်းတို့ထပ်ပြီးတော့ရန်စပန်ပြီမင်းတို့ထပ်ပြီးတော့စီးဖောက်ပြန်ပြီအဲ့တော့စီးဖောက်တဲ့ကောင်တွေ မင်းတို့သစ္စာဖောက်တဲ့ကောင်တွေမင်းတို့ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာစစ်စင်ရေးရက်ပြီးတော့ပြည်သူကိုကယ်ဆယ်ဖို့အတွက်ငါတို့တွေအားလုံးသူညီစွာနဲ့ပူးပေါင်းခဲ့ပေမဲ့အပြစ်ခတ်မရက်တဲ့ကောင်တွေအတွက်ကတော့အရခထိုးစစ်ရင်တွေ့ရပါမယ်။ဘုရားထုံးမြတ်နိုင်ဟာကောင်းမွန်တဲ့ညနေပြီးဆက်ဆံရေးတွေကိုလည်းပုံဖော်ထားနိုင်တယ် ကောင်းမွန်တဲ့မာဗျူအမပူပေါင်းဆောင်ရွက်မှုတွေကိုလည်းပုံပေါ်ထားနိုင်တယ်။အရကတတော့အေအေနဲ့ပူပေါင်းတက်ဖွဲ့ဝင်တွေဆိုတာ ਨੇ စီးဆွမ်းဆောင်ရှင်လက်ကြည့်ကြမရှိအောင်စိတ်ချရတယ်။နိုင်ငံရေးစိတ်ချရတယ်။စီးပွားရေးတော်လာလို့ကို तू ကကံလန်းသေးတယ်။လက်ရှိအိန္ဒိယအရကတတော့အေအေနဲ့ဆက်ဆံနေရတာ။ဆိုတော့ဒီနေ့မှာအကျွမ်းဖတ်စစ်ခွေးတက်ဟာ ဘင်္ဂလီတွေကိုအင်အားနေနဲ့အရခမြေပြင်ကိုပို့ဆောင်မယ်ဆိုပြီးတော့လီဘော်ကလီပြီးတော့သူကလီဘော်ကအစည်းအဝေးလုပ်ပြီးတော့ပို့မယ်ဆိုတော့ဗျာနဲ့ပတ်သက်ပြီးတော့မနှက်ဖန်ကြရင်ကျွန်တော်အသေးစိတ်တင်ပြပေးပါအောင်မယ်ဆိုတော့ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေဟာကျွန်တော်တို့လာရှုံနဲ့ပတ်သက်ပြီးတော့ဝိုင်းကြီးချုပ်ပုံစံနဲ့တကွင်းတဲကိုဆွဲသွင်းထားတဲ့အခြေအနေတွေနဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်လာမယ် စေလှုပ်ရှားမှုတွေနဲ့ကျွန်တော်ပြည်သူ့ကာဝေးရေးတပ်ဖွဲ့ဝင်တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေရဲ့အယောင်ပြောင်းမဲ့စစ်စင်ရေးပြီးတော့အယောင်ပြောင်းတဲ့ပုတ်တင်ညိုတွေအဖြစ်ကျွန်တော်တို့ထပ်မံပြီးတော့ကျွန်တော်ရဲ့မိဘတွေမြင်တွေ့ရမှာဖြစ်ပါကြောင်းကျွန်တော်တင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြစီနောက်လာတဲ့ဗီဒီယိုတွေကိုဒီတပ်ဖို့ကောင်းကျွန်တော်ကြိုးစားပေးပါမယ်ရန်နေပေးစစ်ပေးကက်ပေး ကြောက်နေတယ်ကျောင်းရဲ့မိဘပြည်သူရဲဘော်ရဲဘက်တအူးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါကြအောင်လေးလေးနက်နက်စူတောင်းရှင်းနေကျွန်တော်ရဲဘော်ရှမ်းလေးပါ